အားလုံးပဲမင်္ဂလာပါ YouTube channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျမပြောပြမယ့်အရာကကြီးကန်းပါကြောင့်မဲရတယ်လဲဆိုတဲ့အကြောင်းဖြစ်ပါတယ်အဆုံးထိကြည့်ရှုနာဆင်ပေးကြပါအောင်နော်ကြီးကန်းပါကြောင့်မဲရတယ်လဲတခါကတောအုပ်ကြီးထဲမှာတရိษံတွေအများကြီးပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတယ်အဲ့ဒီအထဲမှာကြီးကန်းဆိုတဲ့နှစ်ကလေးဟာအရန်လာကြိုက်တယ်အဲ့ဒီအချိန်တုန်းကကြီးကန်းရဲ့အယောင်ဟာအဖြူယောင်ဖြစ်တယ်အခုလိုအမဲယောင်မဟုတ်ဘူးဒီနေ့မှာအဲ့ဒီကြီးကန်းက ဟင်းငါရောင်ကအမြဲတမ်းဖြူရတယ်အမြဲတမ်းကြည့်တော့မလှတော့တလို့ပဲငါရောင်ပြောင်းလို့ရရင်ကောင်းမှာပဲဟုတွေးမိတယ်ဒါကြောင့်စီးကွဲရဲ့အလှပြင်းဆိုင်ကိုသွားပြီးတွေ့ကျမရဲ့အမွှေးတွေကို အပန်းရောင်းဆိုပါလားကျမအဖြူရောင်မွှေးတွေကိုမကြိုက်ဘူးလို့ပြောတယ်စီးကွက်ကလည်းကောင်းပါပြီဆိုပြီးကကိုစကန်းပြတဲ့အတိုင်းအပန်းရောင်းဆိုးလိုက်တယ်ကြီးကန်းကလည်းသူ့ကိုချန်သေးမှာကြည့်ပြီးအရန်ကိုသဘောကျနေတယ်။အိုလာလိုက်တာလို့ သူ့ကိုယ်သူချီကျူးနေတယ်မကြခင်မိုးတွေရွာတော့ကြီးကဲရဲ့ကိုပေါ်မှာရှိတဲ့အပန်းရောင်တွေအကုန်ကျွတ်ပြီးအေးရဲ့ပင်ကိုဖြူရောင်ပဲပြန်ဖြစ်သွားတယ်။ဒါကြောင့်ဇီးကွက်စီပြန်သွားပြီးဒီတခါတော့အပြာရောင်ဆိုးပေးပါအမရဲ့အပန်းရောင်ကအရောင်ကျွတ်တယ်ဇီးကွက်ကလည်းကြီးကဲပြောတာလို့သူ့ရဲ့အမွေးတွေကိုအပြာရောင်ဆိုးပေးလိုက်ပြန်တယ်မကြခင်မိုးထက်ရွာလာပြန်ရောအဲ့ဒီအခါကြီးကဲရဲ့ကိုပေါ်ကအရောင်တွေလည်းကျွတ်သွားပြန်တယ်။ ကြီးကန်းကလည်းစိတ်ညစ်ညစ်နဲ့ဈီးကွက်စီပြန်သွားပြီးမဈီးကွက်ရဲ့ဒီတခါတော့ဘယ်တော့မှမကျွတ်နိုင်တဲ့အယောင်ဆိုးပေးပါဈီးကွက်ကလည်းစဉ်းစားပြီးအေးအမဲယောင်ဆိုရင်ဘယ်တော့မှကျွတ်တော့မှမဟုတ်ဘူးလို့ပြောပြီးအမဲယောင်ဆိုးပေးလိုက်တယ်အဲ့ဒီအချိန်ကစပြီးကြီးကန်းဟာအမဲယောင်ဖြစ်သွားတယ်